ချေလို့တင်နှန်းကြောင်းက7မိနစ်လက်တယ်ဒီနှစ်ဆယ်တန်းအောင်ဟွန်းတင်နှန်းလူလေးရဲ့လက်ရဆက်ဆက်လုံးဝမနှင်းတတ်ဘူးလာတော့ချေလို့ဆက်နှင်းအောင်အစားတင်ပေးရတယ်နော်အဲသူ့ရဲ့လက်ရလေးဒါသူကဒီအင်ကြီးလေးချုပ်တာအခုဆိုရင်၄၀မြောက်ရှိသွားပြီဒါသူ့ရဲ့လက်ရလေးဒီအင်ကြီးလေးကိုချေလို့နှိပ်စီတတ်တာထိရနော်ဘာတက်မှလားနှိပ်စီလားကျဲပြီးလားနှိပ်စီနှိပ်စီနော်ဒီနှိပ်စီတက်ပြီးဒီပေါ်မှာအမလေးတွေလိုက်စင်အောင်ကဲအဲ့အလေးကိုချိန်ပြမယ် အဲ့အဲ့အောင်နှိမ့်စီတက်ဖို့ရင်မုံကိုဘယ်လိုနှိမ့်စီတက်ဖို့ချင်ရမလဲဆိုတော့ပထမဆုံးအင်ကြီးကိုပြောင်းပြန်ဆန်ပါနော်အင်ကြီးကိုပြောင်းပြန်ဆန်ဆန်ပြီးလို့ရှိရင်ဒီပခုံးချုပ်ရိုးနဲ့ဒီဘက်ကပခုံးချုပ်ရိုးနဲ့ပြေးလိုက်နော်ပြေးပြီးလို့ရှိရင်လက်ရင်းပေါက်လေးကိုတညီတဲ့တော့တညီတဲ့တော့ဒီမှာကြီးရင်မုံဘလောက်ပုံလဲဆိုတော့ပထမဆုံးမှတ်လိုက်ဒါလက်ရင်းဘက်အချမ်း เนาะปูได้หาโหดิชิโหยีนออกช้างอ่ะนี่ป่ะว่าอปิญโหถั่วได้หาโหมาละเนาะมัดไปๆดาก็เลเวนเบ็ดชั้นตะคาออนนาออนนาก็เลยไอ้โหลเลยดิออกဘေးဒီစာရဲ့ဒီဘက်ဘေးဒီတာချမ်းနယ်ကိုထပ်လာတယ်။ထပ်ပြီးတော့မှတခါဆွဲလာခဲ့။ဆွဲလာခဲ့ရင်ဒီဘက်မှာရေမုန်းကပို့လိမ့်မယ်။အဲ့ပို့တဲ့နေရာကိုမှားလာတယ်။နော်အင်းကြီးကိုကြောင်းမြန်နှံပြီးတော့လောက်ရမှာနော်။ မှတ်လာကဲမှတ်ပြီးပြီမှတ်ပြီးပြီဆိုရင်အင်းကိုတဲ့ပြန်လာတယ်ကဲရောအကြည့်ဘဘွားမှတ်တဲ့မှတ်ထားတဲ့နေရာလေးနဲ့ဒီအောက်ကရင်းအောက်ချမ်းလေးနဲ့အတိချပင်တွေเนาะ ပြီးရင်ဒီကထွက်တဲ့ထက်လို့ပိုးတဲ့ဟာလေးနဲ့ဒီမှာရေမုံအောက်ချံဆုံးတဲ့ဟာလေးနဲ့အတီးမှန်ရပြီအဲ့လိုမှတ်လိုက်ရင်ဒါဆိုရင်ပြီးပြီရေမုံအတွက်နှိပ်စီမှတ်တာအဲ့လိုမျိုးဟိုစာစနစ်တကျစနစ်တကျမှတ်လိုက်တဲ့အတွက်ကြောင့်မို့ရင်မုံးဒီတချမ်းလိုက်သွားတယ်เนาะတစ်ဖက်ဆောင်းသွားတယ် မရှိတော့နောက်ဆုံးသွားလည်းလည်းမရှိဘူးတစ်ခက်လိုက်သွားတယ်လည်းမရှိဘူးဒီဘက်ကအချမ်းနဲ့ဒီဘက်ကအချမ်းနဲ့ကဖက်ဖက်ဘက်ကဖက်လာတယ်အဲဆိုရင်ရှင်မုံစနစ်တကျရှင်မုံမှန်တယ်ဆိုတဲ့ဥစ္စာလေအင်းလေးပြီးတော့မှကိုကနှိပ်စီးတက်မယ်ဆိုတော့မှနှိပ်စီးလေးကိုရင်မုန်းဆိုရင်ဟိုက်အောက်ဖက်တည်းအမြင်တမ်းဒီဆက်ချရမယ်အဲနှိပ်စီးတာဒီလောက်အကျယ်ရှိတဲ့အတွက်ကြောင့်မို့ဒီလိုအဆက်နာလေးတွေမှမချရအောင်နော် အပန်းနားလေးဒီမှာမချရအောင်နှိပ်စိဝင်နိုင်တဲ့နေရာမှာချရအောင်ချပြီဆက်ပြီးရင်ဒီမှာတစ်ချက်ချရအောင်ငင်းဘယ်ရင်မုံမဆိုနှိပ်စိတက်မှာဆိုရင်ဒီအတွင်းနှစ်ခုကိုအရင်ဆုံးချချပြီးတော့မှအပြင်အနေရာလေးတွေကိုဒါအခွေအောက်ဆိုတော့တိုင်းလုံးနေအောင်ပေါ့နော်ပြန်ရတဲ့လိုက်တိုင်းပေါ့အစင်ပြေတယ်လို့ချင်မှတ်ပြီးပါမှာကြည့်အဆက်နားမမှတ်ရအောင်နော်နှစ်စိတ်သုံးစိတ်ခွာပြီးတော့မှာနော်နှစ်စိတ်သုံးစိတ်ခွာပြီးတော့မှာ ပြီးရင်ဒီဘက်ဖုံးလေးမှာဒီလားရေမုံမှအဓိကရေးကြည့်တာဒီအတွင်းတစ်ဆက်အပြင်တစ်ချက်ပြီးလို့ရှင်ကျန်တာအဆင်ပြေတယ်လို့ပြောတာ